အဲ့ HIV ကငကိုတော့ကျွန်တော်သိထားသမျှကအကြမ်းမရပါဆက်ကျွန်တော်လိမ့်ဆက်ဆိုင်ကူးတယ်ပေါ့နော်ဟုတ်တယ်နောက်တစ်ခါဟိုးငကိုငကိုကတော်တော်လေးတော့ကြာပါပြီအခုတော့ဘာနဲ့တိတ်တော့မရှိတော့ပါဘူးကျွန်တော်တက်တူးပေါ့နော်ဟိုဟာဒီဘက်ကမှကြာတော့တက်တူးဟိုးငကိုတော့ကျွန်တော်တို့ပွဲစည်းတွေမှာစိတ်မညာအောင်ပေါ့နော်ဟုတ်တယ်ကျွန်တော်တို့အဲ့ရနေမှာပဲတစ်စက် ကူးကြတယ်လို့ပဲကျွန်တော်အကြမ်းမြင့်သိထားတာပေါ့နော်အခုနောက်ပိုင်းက HIV ကအဲ့လိုနီးတယ်မဟုတ်ပဲねကျွန်တော်တို့မျှော်လင့်မထားတဲ့နီးတွေအများကြီးလဲအကျဲလာကြမှာလို့ထင်ပါတယ်ဘာဖြစ်လဲအက်တွေနဲ့တုံးလာတာဟုတ်အက်တွေနဲ့တုံးလာတယ်ဆိုတော့ဒီဟုတ်အက်မဟုတ်ပဲねကူးတဲ့ဟာတွေလဲဆရာကြဟမ်ဟုတ်တယ်ရှိတယ်အဲ့ဒါကဟိုဟာ HIV မှာမဟုတ်ဘူးပေါ့နော်ကူးဆက်ယောဂါမှန်တယ်ဗျာအကုန်လုံးတက်ဆိုင်တယ်ပေါ့နော်အဲ့တော့ new story လေးတခုပြောပြမယ်လို့လို့သူကဘယ်လိုလဲဆိုတော့အဲတငယ်ချင်း တအုပ်စုကဟုတ်ကဲ့အာလူငယ်တွေတငယ်ချင်းတအုပ်စုကသူတို့က night out ထွက်တယ် night out ထွက်ပြီးတော့ဟိုအပေါ်ကအပြစ်မှတကယ်ဖြစ်ရမှာတကယ်ဖြစ်ရမှာ night out ထွက်ပြီးတော့မှားသွားတယ်ပေါ့တငယ်ချင်းတငယ်ချင်း2ယောက်မှားသွားဟုတ်တယ်အဲတငယ်ချင်း2ယောက်ကလာတူတာတငယ်ချင်း2ယောက်ကအာရီစားမဟုတ်ဘူးတကယ်ချင်းနှစ်ယောက်ကသူတို့ကမူပြီးတော့သူတို့မှားသွားရဲအဲဟုတ်တယ်ပြီးတော့နောက်ကြတော့ကောင်မလေးကနိုင်ငံခြား မှចောင်းသားတတ်မယ်ဆိုပြီးတော့သူကအဲနိုင်ငံကွဲသွားတာမဟုတ်ဘူးနိုင်ငံချမ်းမှာចောင်းသားတတ်မယ်ဆိုပြီးတော့သူကတွေးစစ်ရတယ်တိလားနိုင်ငံချမ်းမှာចောင်းသားတတ်မယ်ဆိုတော့တွေးဒီပိုင်းစစ်ရတယ်ဆိုတော့တွေးစစ်လိုက်တဲ့အချိန်မှာကောင်မလေးကသူကအဲ့လို HIV positive ဖြစ်နေတာ positive ဖြစ်နေတာဆိုတော့ဟာဘလို့ဖြစ်တာလဲပေါ့နော်ဒါဟိုကောင်လေးចောင်းပဲ လားဆိုပြီးတော့သူကသူနဲ့သူတို့နေခဲ့တဲ့ကောင်လေးကြောင့်ပဲလားဆိုတော့ကောင်လေးကိုသူကလှမ်းမိတယ်လှမ်းမိတော့ကောင်လေးဟိုအဲ့ချိန်ထိလည်းသူတို့ဟိုသမီးစားလည်းမဟုတ်ဒီတိုင်း friend ပဲတကယ်ချင်းပဲအဲအဲ့တော့ကောင်လေးကသူကလှမ်းပြီးတော့ကောင်လေးကတွေးတော့ဆက်ပေးလိုက်တယ်တွေးတော့ဆက်လိုက်တော့သူက negative ကောင်မလေးက positive ဖြစ်နေတယ်အဲ့တော့ဘလို့ဖြစ်လဲဆိုတော့လေးဝချက်ကလေးဝချက်ကသူကကောင်မလေးကဂျားထဲမှာကိုဝင်ရွာလို့ကိုဝင်တော့ဖြတ်လိုက်တယ် ကိုဝင်ရမှာလို့ကိုဝင်သွားဖြတ်လိုက်တဲ့အချိန်မှာလက်တယ်နဲ့သွားဖြတ်တာဆိုတော့ तू ကဒီရက်ွက်တဲ့လက်တယ်အဲအဲ့လိုမျိုးပေါ့ကွာ तू ကဟိုလူမသိအောင်လို့လောက်ရတာဆိုတော့လက်တယ်နဲ့ तू ကအလွယ်တကူပဲဖြတ်လိုက်တဲ့အချိန်မှာ HIV ကူးရတာ ပြောချင်တာကတော့ဆရာတို့ဒီ treatment တွေလုပ်တဲ့ဟာမှာလည်းအက်တွေတုံးရတာရှိတယ်ဗောနော်စီထိုးအက်တွေတုံးရတာရှိတယ်စီထိုးအက်ကနေတဆင့်ကုဆတ်ယောဂါတွေကလည်းပြန်ပွားနိုင်တယ်ပြန်ပွားနိုင်တယ်ဆိုတော့ glue site ဆင်ခြင်ရမယ်အဲကြောက်ရမယ်အပိုင်းကလည်းဒါလေးတွေလည်းထည့်သွင်းပြီးတော့တိလာတချို့တချို့ဘာဖြစ်လို့ပြောလဲဆိုတော့အဲတချို့ကယုံကြည်လွယ်တယ်လေအလွယ်တကူပဲယုံလွယ်ရတာအဲအလွယ်တကူပဲအဲဒီဒီညငါက လုတ်ကြည့်လိုက်မယ်ကွာဆိုပြီးတော့အဲ့လိုမျိုးအလွယ်တကူလုတ်ကြတာတွေရှိတယ်။အဲ့တော့တကယ့်စေကန်းဖြစ်တယ်ဆီယံဝဖြစ်တယ်ဆိုလို့ရှိရင်တော့ဒီလောက်ထိဟိုအက်ဒီကိုအဲဘယ်လိုပြောမလဲတယောက်တစ်ခါသုံးအက်ဒီကိုတိလာမစွန့်ပစ်ပဲနဲ့နောက်တယောက်ကိုဘယ်သူမှတော့မသုံးအဲ့တော့အတော့လုံးဝတေချာတယ်ဘယ်ဆီယံဝမမလို့ဘူးအဲဘယ်ဆေးခမ်းမမလို့ဘောနော်ဒါပေမဲ့ဟိုဆီယံဝမဟုတ်တဲ့နေရာတွေကလုံနိုင်တယ်အဲ့တော့လုံလိုက်လို့ရှိရင်လေဒီလိုကိစ္စီ ဖြစ်တတ်တယ်ပေါ့နော်ဟိုအဓိကဆရာ message ပေးချင်တာကတော့အခုခေတ်မှာဟိုကိုကိုကိုပဲအထူးကြီးဆိုင်ပုံပဲမှားချင်တာပေါ့ဟုတ်တယ်တတိပြုရမယ်ဟာလေးတွေပေါ့အချက်ကလေးတွေပေါ့ပေးချင်တာတော့ night life မှာဖြစ်မှာဒီဒီ case တွေဖြစ်တာမျိုးတော့မဟုတ်ဘူး